တခြားစီပဲတဲ့ပေါင်စင်းကတစ်မျိုးစပါးကတစ်မျိုးလေးမြေရှင်ခဒါတော့ဟိုကျွန်တော်ကတော့ကျွန်တော်ပေးနိုင်တဲ့ဝင်ဆောင်မှုပေါ့ဘာဖြစ်လို့လဲဆိုတော့ဈေးနဲ့ပတ်သက်ပြီးတော့စာလေးတစ်ကြောင်ကျွန်တော်ပြောချင်တာဝယ်တဲ့သူရောအားပေးတဲ့သူရောစောင့်ကြည့်တဲ့လူတခါတလေမှာကျွန်တော်တို့ကတန်ကြီးထက်တန်ဖို့ထားတန်ကြီးသည် အများလွယ်ကူအောင်ဆက်သွယ်လို့ရအောင် เนาะကျွန်တော်ကတန်ကြီးလေးတတ်မှတ်လိုက်တန်ကြီးအားဖြင့်နဲတော့လေသူတို့တန်ပိုးထားရင်တန်ပိုးထားသလောက်ကျွန်တော်ရဲ့အမှုပညာကျွန်တော်ရဲ့စာပစ်တွေဟာတန်ပိုးတတ်ပါတယ်ဘာသူကလည်းတန်ကြီးနဲလို့လာဝယ်တာမဟုတ်တန်ပိုးထားပြီးတော့ဆက်သွယ်လာကျန်တဲ့သူတွေ၅သိန်းရောင်းရောင်း9တိန်းရောင်းရောင်းကျွန်တော်နဲ့တော့တိုက်ရိုက်မဆိုင်ဘူးတန်ကြီးထက်တန်ဖိုးထားပါဒါလေးပဲကျွန်တော်ပြောချင်ပါဟုတ်ပြောတော့ရှည်ရွတ်ပါဆိုတိုင်တပါဝီထွက်သွားရတာကို အကြောင်းပြတော့ယုံခဲ့မိရဲ့ကိုအကူရမကြပါဘူးသုံးနှစ်ထက်မပူဘူးကိုကိုပြောလို့ဖြစ်ယုံကြည်အောင်ဂရိထက်ထက်ပြီလို့ဟိုဝီကြီးကိုထွက်သွားသူကိုကျွန်တော်အောင်ခန်းပိုင်ကနေပြီးတော့ရေးသားစီစဉ်ပြီးတော့သူ့ရဲ့တကူတော် CD အကြခင်မှာ online တင်ပေးမှာဖြစ်ပါတယ်ဟုတ် အဲဘလို့အကြောင်းလက်တွဲဖြစ်သွားတာလဲဆိုတော့ဒီနေ့စဉ်လူပါပေါ့နော်ကျွန်တော်တို့အလုံးနေတယ်ပြင့်နေတယ်ပေါ့နော်အလုံးတွေနဲ့ပြင့်နေတဲ့အချိန်မှာညဘက်တွေဆိုလို့ရှိရင်တချင်းတန်စင်တွေအရင်နားထောင်ရတယ်လေနားထောင်ရတဲ့အခါကျဒီကိုအောင်ခန့်ပိုင်ရဲ့တချင်းတွေတို့နောက်ပြီးတော့ဒီချာချာတော့ဆိုတော့ရဲ့တချင်းတွေတို့နားထောင်လေးရှိတယ်နောက်ပြီးတော့ तू ကိုအောင်ခန့်ပိုင်ရဲ့ TikTok မှာသွားတွေ့တာပေါ့နော်အဲ तू တချင်းလေးတွေရေးတယ်တချင်းလေးတွေကိုလည်း तू ကဈေးလေးနည်းနည်းပဲယူတယ်ပေါ့နော်ဒီတန်ဖိုးအလျောက်လည်း နည်းနည်းပဲယူတော့အဲတချင်းငါတချင်းဆူလိုက်ရင်ကောင်းမှာပဲဆိုတော့အတွင်းနဲ့ငါလုတ်လုတ်ကြည့်လိုက်မယ်ပေါ့နော်ဟုတ်တယ်အဲလုတ်ကြည့်လိုက်လို့ဘလို့ပါငါ့အတွက်အရှုံးတော့မရှိဘူးပေါ့နော်ငါ့ reset တစ်ခုတော့ကြံခဲ့မယ်ဆိုတော့အတွင်းမျိုးနဲ့ကျွန်တော်ကိုအောင်ခက်ပိုင်ကိုဆက်သွယ်ရတယ်ပေါ့နော်ဟုတ်ပါတယ်သူကလည်းဟိုလူပေါင်းတော့ new design နဲ့ကြိုးစားပါတယ်ပေါ့နော်သူကအနုပညာလို့ချစ်တယ်တကယ်တမ်းသူ့ရဲ့စောတော့ကျွန်တော်ရှေ့ရ interview လို့ပေါ့လူတရားမှာ 80နဲ့4ရာခိုင်နှုန်းဒီမိမိဝါဒနာပါပါတော့အလုပ်တွေလုပ်ကင်ဆောင်ရရတယ်20နဲ့6ရာခိုင်နှုန်းကဒါလင်ကိုဝါဒနာပါတဲ့အလုပ်လုပ်ရတယ်။ तू ကပထမအုပ်စုတွေပါပါတယ်80နဲ့4ရာခိုင်နှုန်းတွေက तू ဒါပေမဲ့ तू က तू အလုပ်ကိုချစ်တဲ့စိတ်နဲ့လုပ်တဲ့အတွက် तू ရဲ့အလုပ်မှာအောင်မြင်တယ် तू ကဘာလဲဆိုတော့ဖုံးဆိုင်ဖွင့်ထားတယ်ဖုံးဆိုင်ပဲဖုံးဆိုင်တွေကနေအောင်မြင်လာတော့ तू တကယ်ချစ်တဲ့အမှုပညာလို့လှုပ်ဖို့အတွက် line ပေါ်မှာ like ကြည့်တဲ့အချိန်မှာမတီးအောင်ဟာရဲ့ဒီကြော်ညာလေးကို तू ကတွေ့ပါတယ်တချင်းတစ်ပုတ်ကိုတသိန်းနဲ့ ဒါတချင်းတို့တသိန်းဆိုအမတန်ဈေးချိုတယ်ဈေးတက်တာတယ်ဗောနော်တချင်းတို့တချို့3သိန်း5သိန်းယူနေတဲ့အချိန်မှာအောင်ခတ်မှန်တသိန်းနဲ့နဲ့လောက်ပေးတာတချင်းတို့တသိန်းနဲ့လောက်ပေးတာကိုသူကအဲ့ဒါမြင်သွားတော့ကျွန်တော်ဆက်တွေ့တယ်အကိုကြီးတဲ့ကျွန်တော်ဝါဒနာပါတယ်တဲ့ကျွန်တော်ကတော့မခွေးတိုင်းဘက်ကဟုတ်ပြီကိုရော CV ကျွန်တော်ကိုယုံကြည်စွာနဲ့အပ်တယ်ပေါ့အဲတကိုရော CV ကိုကျွန်တော်ကတီးတဲ့အပိုင်းလည်းအပ်ပေးရတယ်ရေးတဲ့အပိုင်းပြီးတော့ဘောကယ်ကစီစဉ်သူရိုက်ကူးရေးပိုင်းအထိပေါ့အတောင်ဝင်ယူလုပ်ပေးမယ် ို့ရှင်အစ်စ်ကိုမတီအောင်ဟာထပ်မှန်ပြီးတော့ပြိသက်တွေနဲ့မိတ်ဆက်ပေးတာဖြစ်ပါတယ်။အဲကြောင့်တို့ရဲ့တဲလန်းညပြသခွင့်ရအောင်ကျွန်တော်တသိန်းနဲ့တို့လမ်းစာလေးဖွင့်ပေးလိုက်တာ။တချင်းတစ်ပုတ်တသိန်းနဲ့ကျွန်တော်နဲ့ဆက်သွယ်လိုက်ရင်ကျွန်တော်နဲ့တင်မဟုတ်တော့ဘူး။ဂီတာမူးတွေနဲ့လည်းယင်းနေရတယ်။အတန်သွင်းတဲ့ဆရာတွေနဲ့လည်းယင်းနေရတယ်။ရိုက်ကူးရေးတဲ့ဆရာတွေနဲ့လည်းယင်းနေရတယ်။ဂီတနေပေကအတိုင်းဝိုင်းတွေကကျွန်တော်နဲ့သွာလာတွေ့ဆုံနေတဲ့သူတော်တော်များများနဲ့ယင်းနေတယ်။အခုဆိုမီဒီယာတွေနဲ့ပါထပ်တွေ့ခွင့်ရတာ။ ။ဒါကျွန်တော်ကသူတို့ကိုလင့်လေးတွေချိတ်ပေးတာပါတသိစဉ်းစားမျိုးရှိတယ်ဈေးနှုန်းလေးကကျွန်တော်တို့တချို့တရားကြတယ်ဈေးနဲ့တော့အဲသူတို့နှစ်ရက်လောက်ဖြစ်နေတယ်အဲ့လိုမျိုးဩဟုတ်ကဲ့အော်ဈေးဦးချိုးလာလားပေါ့ဒါတော့ဟိုကျွန်တော်ကတော့ကျွန်တော်ပေးနိုင်တဲ့ဝင်ဆောင်မှုပေါ့ဘာဖြစ်လို့လဲဆိုတော့ဈေးနဲ့ပတ်သက်ပြီးတော့စာလေးတစ်ချောင်းကျွန်တော်ပြောချင်တာဝယ်တဲ့သူရောအားပေးတဲ့သူရောစောင့်ကြည့်တဲ့လူရောတခါတလေမှကျွန်တော်တို့ကတန်ကြီးထက်တန်ဖို့ထား တန်ကြီးသည်အများလွယ်ကူအောင်ဆက်သွယ်လို့ရအောင်เนาะကျွန်တော်ကတန်ကြီးလေးတတ်မှတ်လိုက်တန်ကြီးအားဖြင့်နဲတော်လေသူတို့တန်ဖို့ထားရင်တန်ဖို့ထားသလောက်ကျွန်တော်ရဲ့အမှုပညာကျွန်တော်ရဲ့စာပစ်တွေဟာတန်ဖို့တတ်ပါတယ်အဲကြောင့်တန်ကြီးထက်တန်ဖို့ထားပါသူကလေတန်ကြီးနဲလို့လာဝယ်တာမဟုတ်တန်ဖို့ထားပြီးတော့ဆက်သွယ်လာတာဆိုတော့တပုတ်နေရာမှာတော့ကျွန်တော်ဆက်နှစ်ပုတ်ရောင်းခွင့်ရတယ် မျှဝေပေးခွင့်ရတယ်ဆက်နှစ်ကြိမ်သူစူးစမ်းခွင့်ရတယ်ဆက်နှစ်ကြိမ်မှာတစ်ခုမဟုတ်တစ်ခုတကြောင်မဟုတ်တကြောင်လင့်လေးသွားချိတ်မိခင်သူ့အတွက်လည်းကြီးစွာသောအထောက်ပံ့ဖြစ်တယ်ကျွန်တော်အနေနဲ့လည်းအော်မတိအောင်ဟာကမျိုးဆက်တစ်တွေကိုလမ်းတွေပြပေးတယ်မျှဝေပေးတယ်လက်တွဲခေါ်တယ်ဆိုတဲ့ပုံရိပ်တစ်ခုလည်းထပ်တက်လာတာပေါ့ဒီအကြောင်းမှာအကျန်တဲ့သူတွေ၅သိန်းရောင်းရောင်း9သိန်းရောင်းရောင်းကျွန်တော်နဲ့တော့တိုက်ရိုက်မဆိုင်ဘူးပေါ့ ကျွန်တော်ဟိုပတ်သက်တဲ့သူတွေရဲ့စိတ်ထဲမှာဘယ်လိုတွေးရမလဲဆိုတန်ကြီးထက်တံဖို့ထားပါဒါလေးပဲကျွန်တော်ပြောပါတယ်ဟုတ်ကျွန်တော်ကဘာဖြစ်လို့ကျွန်တော်ရေးတဲ့ချင်းတွေကိုအခုလို့ဝယ်ယူတည်ဆိုကြရတော့ပြောတယ်ပီတိလည်းဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ဒါကကျွန်တော်ကျွန်းကိုင်းမိကိုင်းကျွန်းမိပေါ့အာမတီးဘုံကရေးတဲ့ချင်းတွေဆိုတဲ့လူဘယ်လောက်ရှိသွားပြီတလောက်ဘယ်လောက်ရောင်းထောက်သွားပြီအဲ့ဒီရဲ့ပြန်အားပေါ့ပြီးတော့မတီးဘုံဟာဒီမျိုးဆက်တစ်တွေကိုဘယ်လိုလက်တွဲခေါ်တယ်ဆိုတဲ့ဂုံတဲ့တဲ့ဒါလေးပါပဲဟုတ်ကဲ့ဒါကတော့ကျွန်တော်ရဲ့ပီတိပေါ့ဟုတ် thank you